Hello အားလုံးမင်္ဂလာပါခင်ဗျာခုဒီနေ့ကတော့အားလုံးခဏခဏခေါ်လာမိကြတယ်ဒီ tourist visa တန်းတူရလည်းပတ်သက်ပြီးတော့ခုဒီတော့အကြောင်းအရာလေးတွေကို share တောင်းပေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကိုက TR visa ညက်လာတယ်ဆိုရင်တော့ government complex မှာတန်းတူရပါတယ်ခင်ဗျာ ကိုက visa စလီရဲ့ free ညက်လာတယ်ဆိုရင်တော့ခုနို luxy မှာရှိတယ် ID square မှာတန်းတူရတာပါ ID square နဲ့ government complex နဲ့ကအရင်မဝေးပါဘူးခင်ဗျာ โอเคဒါတော့တန်းကျိုးရမယ်ဆိုရင်ဘာလို့လဲဆိုတဲ့အခါကျတော့ပထမဆုံးအချက်အနေနဲ့ the entity ဒုတိယအချက်အနေနဲ့တန်ရောင်းထွက်ကစားတတိယအချက်အနေနဲ့ debon စုထအချက်အနေနဲ့ကဘတ်1900ကုန်ကြပါတယ်ခင်ဗျာပစ္စမအချက်အနေနဲ့ကတော့တို့ကို fountain mode အတွက် follow up ပါတယ်ခင်ဗျာအဲ့ဒီ fountain ကတော့တို့ရုံမှယူလို့ရတယ်လို့ကျွန်တော်တို့ဒီ online နေပြီးတော့နေလဲ download ဆွဲလို့ရပါတယ်ခင်ဗျာ တူရီဗီဇာညလာတဲ့သူတွေဆိုရင်တော့ပြန်မောင်စုအရင်တန်းတူရဲအခါမှာခုနောတန်ရုံချက်ကစားမလို့သေးပါဘူးခင်ဗျအာ TN တတိတခုလည်းပဲလိုပါတယ်အဲ့ဒါလေးသတိထားဖို့လိုရပေါ့နော်တကယ်လို့ကအာတန်ရုံချက်ကစားမလို့လွတ်တယ်ဆိုရင်ပတ်စံတွေအပိုးမကုန်သင့်ပဲကုန်သွားမှာဆိုလိုပါခင်ဗျ တင်တတိကိုအကိုအခန်းပိုင်ရှင်ရှင်ရနေပြီးတော့တောင်းတဲ့အခါကျရင်တလားတို့မဟုတ်နှစ်လစာပဲတောင်းပါခင်ဗျာများသောအဖြစ်ကတနစ်စာပေးကြတယ်ပေါ့နော်အဲ့ဒီတော့တနစ်စာပေးခဲ့တယ်ဆိုရင်ခုနတတန်းတူတဲ့အခါကျရင်အတနစ်စာတင်တတိကအကျုံးဝင်ပါဘူးခင်ဗျာကျွန်တော်တို့တလားတို့မဟုတ်နှစ်လတင်တတိမှသာလျင်တတန်းတူတဲ့အခါမှာအသုံးဝင်လာပါအဲ့ဒီတော့အကယ်လို့တရန်တတိကိုကိုအခန်းပိုင်ရှင်ရှင်ရနေတောင်းလို့အဆင်မပြေခဲ့ဘူးဆိုရင်တော့အစားပဲအလိုက်တာတော့အလုံးဝအကောင်းဆုံးပဲပေါ့နော်အာယုံမလောက်တော့ဘူးပေါ့ဗျာ နောက်တစ်ချက်ကတော့တောင်ချက်ကစားကောင်းတဲ့အခါမှာအရင်တော့ကတော့တည်ရန်တတိမလိုပါဘူးခင်ဗျာအခုနောက်ပိုင်းတော့တည်ရန်တတိလိုရလို့သိရပါဗါးအဲ့ဒီတော့တည်ရန်တတိကိုအရင်လုပ်ပြီးတော့မှတောင်ချက်ကစားကိုတောင်းရမှာပါခင်ဗျာအာပြီးတော့အာနည်းလေးစာအတိအကျရေဖုန်းနံပါတ်ရေလည်းပေးရလို့သိရပါဗါးခင်ဗျာ နောက်တစ်ခုသတိထားမှာကတော့တန်ရုံထောက်ခံစာကိုတရားတတိယောကရတဲ့တစ်ဖက်တပတ်အတွင်းမဲ့အသုံးမှာပါတယ်ခင်ဗျာအဲ့ဒီတော့ကိုအာဒီတတန်းသောတော်မတိုးခင်ရတဲ့တစ်ဖက်အတွင်းကိုလှုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီတော့ရက်အရန်အစောကြီးလှုပ်ဖို့လေလှုပ်လို့လည်းမရသလိုနီးနီးကက်ကက်လေးဖြစ်မှလည်းလှုပ်လို့မရဘူးပေါ့နော်အဲ့ဒါလေးကတော့တစ်ခုချင်းချင်းပြီးတော့လှုပ်ဖို့သတိထားဖို့လိုပါတယ်ခင်ဗျာ နောက်ထပ်သတိထားမှာတစ်ချက်ရှိပါသေးရဲ့ခင်ဗျာအဲ့ဒါကတော့တက်တန်းသွားသုံးမဲရကြရယ်เนาะကိုစောစောလေးသွားဖို့လိုတယ်ပေါ့เนาะမဟုတ်ဘူးဆိုရင်တော့အကြာကြီးစောင့်ရပါတယ်ခင်ဗျာပြီးွားရင်အင်းကနေပြီးတော့ဖောင်နေပါတွေကို online နဲ့တစ်ခါတည်းဒေါင်းပြီးတော့ဖောင်နေအကုန်လုံးဖြည့်သွားတပုတ်နေကတ်သွားလိုအပ်တဲ့ချက်လက်တွေအကုန်လုံး file တစ်ခုနဲ့မှစုစည်းရဲထည့်သွားမယ်ဆိုရင်တော့ဟိုရောက်သွားပြီဆိုတာနဲ့တန်းစီပြီးတစ်ခါတည်းကိုကတက်တန်းတွေးအောင်မယ်ပေါ့เนาะမဟုတ်ဘူးဆိုရင်တကားဖွင့်မှာ foundation ထုတ်ပေးတဲ့အချိန်ကြမှာကိုတကားဖောင်ထုတ်အောင်အစာရေးတကားဖြည့်အောင်ဆိုရင်အချိန်နဲ့အကြာကြီးစောင့်ရတယ်ပေါ့เนาะသူတို့တွေကနေ့လယ်ဆန်းနိုင်ဆိုရင်ဒါမှမဟုတ်စာချက်ခဏ သူတို့က break တယ်ဆိုတဲ့အခါကျတော့အဲ့ဒီအချိန်နဲ့ကိုယ့်ရဲ့အာကိုတန်းစီရတဲ့ဟာနဲ့နံပါတ်နဲ့ကတော့တိုက်သွားတဲ့အခါကျရင်အကြာကြီးဆောင်းရပါတယ်ခင်ဗျာနေ့နေ့တနားကြီးကျတော့လောက်မှပြန်ပြီးတော့တစ်ခါပြန်ပြီးတော့စတယ်ပေါ့နော်အခုပရမတ်တစ်ခါတော့အခုအကြာကြီးဆောင်းရရတယ်အကြာမလို့ခွန်ဒုတိယတစ်ခေါက်ကျတော့အလုံးပြည့်စုံပြီးသွားတဲ့အခါကျတော့မနက်ပိုင်းလေးနေမယ်အခုလုံးအစော်ကြီးပြီးသွားတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုတတိထားဖို့အတွက်ကိုယ်ကအချိန်ပေးချင်ပါတယ်ခင်ဗျာ အဲ့ဒီတော့တတန်းတို့ဖို့လိုအပ်တာလေးကတော့ဒီအထက်ပါခွန်ပြပြထားတဲ့အချက်လေးပါပဲခင်ဗျာအဲ့ဒီတော့ထက်တိချင်တာလေးအများရှိမယ်ဆိုရင်ခွန်ကိုချက်ပေါက်မှာသုံးမဟုတ်ဒီကွန်မန့်မှာပဲလာပြီးတော့မေးလို့ရပါတယ်ခင်ဗျာအာပြီးတော့ဘလို့သွားတဲ့အခါကျရင်တတန်းတို့တဲ့အခါကျရင်လည်းအစင်းစင်ဘလို့တတန်းတို့ရလဲဆိုတော့ကိုခွန်အရင် vlog လေးတွေမှာပြတ်ထားပြီးသားမလို့အဲ့ vlog လေးကိုကြည့်ပြီးတော့တော်တော်လို့ရပါတယ်ခင်ဗျာအားလုံးပဲအစင်ပြပါစေခင်ဗျာတတအော်မေးလို့မေးလို့ passport စာရောယူပါဖို့လည်းမမေးနိုင်အောင်เนาะ